နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန်ရုံးအောင် NSCN KY ကအိန္ဒိယနိုင်ငံရဲ့ကြီးဆိုမှုခေါင်းပုံဖျက်မှုနဲ့လူမျိုးတုံးတက်ဖျက်မှုတို့ကိုနာဂလူမျိုးတွေရဲ့စုပေါင်းအင်အားနဲ့တုံ့လန့်သွားမယ်လို့အော်တိုဘာ22ရက်မှာထုတ်ပြန်ခဲ့ပါတယ်။သကိုင်းနဲ့ဒေတာကြီးလဟန်မြို့နယ်အတွင်းရှိနာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန်ရုံးအောင် NSCN KY ရဲ့အဖွဲ့ရဲ့စကမ်းတစ်ခုကိုအော်တိုဘာ20ရက်မှာအိန္ဒိယစစ်တပ်ကတိုက်ခတ်ခဲ့တယ်နော်။ NSCN KY ရဲ့အဖွဲ့ကထုတ်ပြန်ကြေညာလာခဲ့တာဖြစ်ပါတယ်။ အိန္ဒိယစစ်တပ်ရဲ့တာဝန်မဲ့တဲ့လောက်ရကနာဂလူမျိုးတွေရဲ့ရန်သူဖြစ်တာကိုထင်ရှားစွာတတ်သိပြနေတဲ့တိုက်ခိုက်မှုဖြစ်ကြောင်းအိန္ဒိယနိုင်ငံကနေမီချက်တွင်ရေးနိုင်ငံရေးနဲ့အကြမ်းဖက်စိတ်တွေကိုဖော်ကျူတာဖြစ်တယ်လို့ NSCN KYI ကထုတ်ပြန်ထားပါတယ်။ဒါအပြင်အပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်ခြင်းနာဂတော်လိုင်းသမားတွေကိုချိန်ချောက်တာတွေဟာရေရာတဲ့ပန်းတာမဟုတ်ကြောင်းနာဂမျိုးနယ်စုတွေပေါ့အကြမ်းဖက်မှုတွေဆက်လက်ပေါ်ဆောင်သွားမယ်ဆိုရင်သူတို့အနေနဲ့လည်းတုံ့ပြန်မှုပြင်းထန်လာမှာဖြစ်ပြီး ကြီးလေးတဲ့တံပြန်တက်ရောက်မှုပေးဆောင်ရမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။လက်ရှိအချိန်မှာဖြစ်ပွားခဲ့တဲ့အိန္ဒိယစစ်တပ်ရဲ့ဒရုန်းတိုက်ခိုက်မှုဟာမြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာဖြစ်တဲ့အတွက်နာဂအရေးဆိုတာထက်မြမအရေးပါဝင်လာရလို့အမည်မဖော်လိုတဲ့ဒေတာခံတအူးကပြောကြားခဲ့ပါတယ်။အဲ့ဒီလိုဖြစ်လာခြင်းဟာနေဆက်မှာနေရာယူထားတဲ့ NSCN KY ဘိုးချုပ်ပြီးအောင်လို့ဦးဆောင်တဲ့အဖွဲ့နဲ့အိန္ဒိယစစ်တပ်တို့စစ်ရေးသင်းမှမှုတွေကြောင့်နှစ်ဦးနှစ်ဖက်ထိကြွတွေ့ဆုံမှုပြက်ကတ်မှုတွေဖြစ်ရပြီးအခုလိုအခြေအနေတည်ဖြစ်လာရတယ်လို့ အမည်မဖော်လိုတဲ့နာဂဒိတာခန်တူကစေနာတင်းဌာနကိုပြောပါတယ်။အဲ့တော့ဟိုသူအရက်အရက်သတင်းချာနေရတော့ဟိုအဲ့မှာနေဆက်မှာဟိုဘယ်မှာနေရရတယ်ဟိုလို့ဟိုချုပ်ပြီးအောင်လို့ဖတ်နေကာပြီးဟိုဆက်ဆံရေးပြီးတင်းမမှုကြောင့်ဖြစ်တယ်လို့ကြားတယ်။ကျွန်တော်ကြားတာပေါ့နော်။သူတင်းမမှုရှိတယ်ဆိုတော့ဟိုစီးရရပေါ့ဗျာစီးရရဟိုစီးရရပဲတင်းမတာပေါ့။ဒီမှာဒီဟို ဒီကရီကဒီဖက်မှာဒီဖက်ကနေစားဒီမှာသွားလာတဲ့ခါမှာဒီကျွန်တော် NSK အဖွဲ့ဖြစ်တဲ့ဘူသူပြည်အောင်တို့ကတွားရပြစ်ခတ်တာရှိတယ်။ဒါမျိုးတွေပေါ့။အဲ့တော့ဦးနဲ့တက်ထိတဲ့ဆုံမှုတွေရှိကြကြရပါတော့။ဟောအခုကဟိုအခုဒုံးနဲ့ပြစ်သွားတယ်ဆိုရက်ကဒါမျိုးမှာပြည့်ရဲ့နေနည်းဒီမှာဖြစ်တယ်ပေါ့နော်။ဟိုကျတော့ဒီမှာစတယ်ဘယ်လိုရည်မှုရှိလားမဲဆိုတော့ကျွန်တော်လည်းမသိအောင်ပေါ့နော်။ငါကရေးပဲငါကရေးပဲဆိုတော့တဲ့ဒါမျိုးမှာရေးလေးပါလာတယ်လေ။ နေနေငါချစ်ကြီးကိစ္စရပေါ့နော်ဒါဆိုတော့ဒီမှာချစ်တဲ့ကိစ္စရကြတော့လက်ရှိအိန္ဒိယမြန်မာနှစ်နိုင်ငံချစ်ကြီးရာအင်မတန်ကောင်းမွန်နေတဲ့အတွက်တစ်ဖက်နဲ့တစ်ဖက်ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားမယ်ဆိုရင်ဆိုးရတဲ့အခြေအနေတွေကဖြစ်ပေါ်လာမှာမဟုတ်ပဲအဆင်ပြေသွားနိုင်တယ်လို့မြန်မာနိုင်ငံရေးလေးလာတုံးသက်သူဦးထောင်အောင်ကျော်မှ CNN သတင်းဌာနကိုပြောပါရစေ။အိန္ဒိယကဒီလိုစက်တေဆိုတာမျိုးကဒါတော့ဟိုပါတော့နော်။မင်းချက်တယ်တော့မဟုတ်ပါဘူး။ကျွန်တော်တို့ဒါကတော့ဒီက 那个手压机就是那个里边，你知道嘛？麻将不都缺蛋的时候还缺在玩嘛？我的，他人家都先等到时候这个呃股玩的嘛，呃再过嘛一路吃钞票嘛，下面的还没有来在输掉的。后来他就在也慢慢接触那个方面了，就缺蛋手压加卡门，慢慢伢都是职业的，还还在讲你的，但是你缺的卡多。 说说我确实去过，你说嘛，呃，他看到这个密码密码的，我呢，比对方面去查一查嘛。အနစီရန်ခေဝိုင်းအဖွဲ့ကအာဂူနာချေပရာဒိပြည်နယ်ချန်လန်ခရိုင်မမ္မာဟုအုပ်စုအတွင်ရှိဟတ်စမန်ကျေးရွာနီကအတန်ရဖန်စကန်ကိုအော်တိုဘား15ရက်ကတိုက်ခိုက်ခဲ့ပါတယ်။အနစီရန်ခေဝိုင်းအဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်အတန်ရဖန်တပ်ဖွဲ့မှ၄ဦးထက်မနည်းဒဏ်ရာတွေရရှိခဲ့ပါတယ်။အိန္ဒိယကစကိုင်းနယ်ဒေသကြီးနာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသ လေးရှိမြို့နယ်အတွင်းရှိ NSCN KYA UFFAI အဖွဲ့တို့ရဲ့စစ်စခန်းတွေကို2025ခုနှစ်ဇူလ23ရက်ကဒရုန်းနဲ့တိုက်ခတ်ခဲ့တာကြောင့် NSCN KYA ကအောက်တိုဘာ15ရက်မှာပြန်လည်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်အိန္ဒိယက NSCN KYA ရဲ့လက်ဟဲမြို့နယ်အတွင်းကစခန်းတစ်ခုကိုအောက်တိုဘာ20ရက်ကဒရုန်းနဲ့တိုက်ခတ်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။ NSCN KYA ကအိန္ဒိယမြန်မာနာဂလူမျိုးတွေကိုစုစည်းပြီးလွတ်လပ်တဲ့နာဂပြည်အောင်စုနေမီကိုထူထောင်ဖို့လက်နက်ကန်တော်လှန်လျက်ရှိပါတယ်။